မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘားလ18ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်ထောက်ကျမ်းမြို့မှာရှိတဲ့စစ်ကောင်စီရဲ့ခမာရ106တပ်ရင်းကိုအဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အောက်တိုဘာလ16ရက်နေ့ညနေ6:30မိနစ်အချိန်မင်္ဂလာတုံမြို့နယ်ထောက်ကျမြို့မှာရှိတဲ့ခမရ106တိုင်ရင်းကိုအဝေးထိန်းပိုင်းကိုအုံပြုတ်ပြီးတော့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ထိခိုက်မှုများနဲ့ပတ်သက်ပြီးတော့သတင်းမရသေးတော့လဲတော်လိုင်းရဲဘော်များဘေးကင်းစွာစုခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ ထိခိုက်မှုအတိအကျကတော့မသိရသေးပါဘူးစုံစမ်းနေသေးပါတက်ရဲ့အနည်းဆုံးနေရာအထိကိုနှလုံးတွဲကိုတခါတည်းဖောက်ခွဲခဲ့ပါတယ်ရဲဘော်တွေဘေးကင်းကင်းနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ Dark Shadow တပ်ဖွဲ့ကရဲဘော်ပန်နာကရှင်းပြထားပါတယ်မင်္ဂလာတုံမြို့နယ်ထောက်ကျမ်းမြို့ကပြည်သူများကလည်းမနေ့ကညနေ6နာရီကျော်အချိန်မှာဘုံပေါက်ကွဲတဲ့ကျဲလောင်စွာထွက်ပေါ်ခဲ့ကြောင်းအတိအပြုပြောဆိုထားပါတယ် Dark Shadow တပ်ဖွဲ့အနေနဲ့ပြည်သူများကိုနေ့စဉ်ဒုက္ခပေးနေတဲ့စစ်ကောင်စီတပ်များကို သတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့စီရေးပြည်မှအများကိုဆက်လက်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။ပြည်သူများအနေနဲ့စစ်ကောင်စီနဲ့ပတ်သက်တဲ့နေရာများစစ်သားရဲပြူစောတိများအရုပ်ဝတ်စစ်သားများစုဝေးရာနေရာများကိုတွားရောက်ခြင်းမပြုရနဲ့ဝေးဝေးကနေရှောင်ရှားသွားလာကြရင်ဒက်ရှဲရိုတပ်ဖွဲ့ကသတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းတိုင်းတိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်လေးကီကောမြို့တဲ့အနီးမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ဆွေတော်ကုန်းလက်နက်ကြီးဗျူဟာစစ်စခန်းကို KNL ဦးဆောင်တဲ့တော်လိုင်းတပ်များကဒီကနေ့မနက်ပိုင်းမှာတိုက်ခိုက်သိမ်းပိုက်ရရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့အော်တိုဘားလ18ရက်နေ့မနက်9နာရီအချိန်မှာ၄ကီကောမြို့တဲအနီးဆွဲတော်ဂုံးခေါ်ခွေးကုံစစ်တပ်ယူဟာစခန်းကို KNL Cobra စစ်ကြောင်း PDF ပူးပေါင်းစစ်ကြောင်းများကတိမ့်ပိုက်ရရှိသွားပြီလို့သိရပါတယ်။လက်နက်ခဲယမ်းများကိုလည်းတိမ့်စီရရှိခဲ့ပြီးစစ်တုံးမိုင်းများကိုလည်းဖမ်းဆီးရရှိထားတယ်လို့သိရပါတယ်။ တန်းစီရရှိတဲ့လက်နက်ခဲအနေနဲ့မှာ120မမလက်နက်ကြီးများ0.5များလဲပါဝင်တယ်လို့သိရပါဗျ။လေးကီကောအနီးဆွဲတော်ကုန်းခေါ်ခွေးကုန်းရန်သူဗျူဟာစစ်စခန်းကို KNL နဲ့ Cobra PDF ပူးပေါင်းတပ်တွေဒီမနက်9နာရီလောက်မှာတန်းစီရမိခဲ့ပါပြီ။တပ်မ44ဗျူဟာမှုနဲ့အများစုကတော့စခန်းကိုစွန့်ခွာထွက်ပြေးသွားပါတယ်။ လက်နက်ခဲရနေတဲ့က190မမ0.5အပါဝင်လက်နက်အများစုကိုတင်းစီရရှိထားပြီးတော့ရန်သူတုံ့ပန်းတချို့ကိုလည်းရရှိထားပါတယ်လို့တော်လိုင်းရေးသတင်းအရေးမြစ်ကပြောဆိုထားပါတယ်ဒီကနေ့အသိပိုင်းရရှိထားတဲ့ဆွေတော်ကုန်းလက်နက်ကြီးဗျူဟာစခန်းဟာပြည်သူများနေထိုင်နေတဲ့ကြီးရွာများကိုလက်နက်ကြီးများနဲ့အမြင်လိုလိုပစ်ခတ်နေတဲ့စစ်တပ်ရဲ့လက်နက်ကြီးစခန်းဖြစ်ပြီးတော့ KNL ဦးဆောင်တဲ့တော်လိုင်းရေးတပ်များက၃လနီးပါးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်တန်ဖြူစီရဲ့မြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့အနန်းကွင်းဗျူဟာစခန်းကို KNL ဦးဆောင်တဲ့တော်လိုင်းတပ်များကတိုက်ခိုက်ခဲ့ရာစစ်တပ်ကတိုက်ဆုံမှုများပြားပြီးလက်နက်ချအညံ့ခံသူများရှိကာစခန်းကိုအလုံးစုံသိမ်းပိုက်နိုင်ရေးအတွက်ဆက်လက်ထိုးစစ်ဆင်တိုက်ပွဲဝင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လဇန်ပိုင်းကစတင်ပြီးတော့မွန်ပြည်နယ်တန်ဖြူစီရဲ့မြို့နယ်ဖျားတုံးစုလမ်းပိုင်းမှာရှိတဲ့အနန်းကွင်းဗျူဟာစစ်ကောင်စီစခန်းကို KNL PDF ပူးပေါင်းစစ်ကြောင်းများကထိုးစစ်ဆင်နေခြင်းဖြစ်ပြီးတော့ ိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။အနန်းကွင်းဗျူဟာစခန်းနဲ့ဆွေတော်ကုန်းဗျူဟာစခန်းတို့ကိုကြပြိုင်နက်ထဲထိုးစစ်ဆင်ခဲ့ပြီးတော့ဆွေတော်ကုန်းဗျူဟာစစ်စခန်းကတော့ဒီကနေ့မနက်ပိုင်းမှာတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပါပြီ။အနန်းကွင်းဗျူဟာစစ်စခန်းကိုတော့တော့ဝနီးပါရရှိထားပြီးဖြစ်တယ်လို့သိရပါတယ်။အနန်းကွင်းဗျူဟာစစ်စခန်းဟာ KNU တပ်မဟာ6နယ်မြေမှာစစ်ကောင်စီရဲ့နောက်ဆုံးလက်ချံစစ်စခန်းကြီးဖြစ်တယ်လို့သိရပါတယ်။အနန်းကွင်းဗျူဟာစခန်းက KNU တပ်မဟာ6အတွင်းမှာနောက်ဆုံးလက်ချံစခန်းတွေတဲက အင်အားကြီးတဲ့ဗျူဟာစစ်စခန်းကြီးတစ်ခုဖြစ်ပါတယ်၄ K ကိုဆွဲတော်ကုန်းဗျူဟာစခန်းနဲ့အနန်းကွင်းဗျူဟာစခန်းကို KNL နဲ့ PDF ကူပေါင်းစစ်ကြောင်းတွေကတပြိုင်တည်းထိုးစစ်ဆင်ခဲ့တာပါဆွဲတော်ကုန်းကတော့ဒီမနက်မှရခဲ့ပြီအနန်းကွင်းဗျူဟာစခန်းမှာလည်းရန်သူတေဆုံးမှုများပြားပြီးတော့လက်နက်ချအញ្ញံခံသူတွေများပြားပါတယ်လို့ KNL ရဲ့သတင်းအရေးမြေကပြောဆိုထားပါတယ်လက်တလုံးအနန်းကွင်းဗျူဟာစခန်းကိုအလုံးစုံသိမ်းပိုက်နိုင်ခြင်းမရှိသေးတော့လေ တဝက်ကျော်ကိုတိမ့်ပိုင်ရရှိထားပြီးဖြစ်ကြောင်းအလုံးစုံတိမ့်ပိုင်နိုင်ရေးအတွက်ကြိုးပမ်းလျက်ရှိကြောင်းသိရှိရပါတယ်အနန်းကွင်းကတဝက်ကျော်ကျော်လူရောလက်နက်ရောရနေပြီးပိတ်ပြီးလုံးနေတော့မယ်ဆွဲတော်ကုန်းနဲ့အနန်းကွင်းဖြူဟာကနောက်ဆုံးအင်အားကြီးဖြူဟာတွေပဲကျန်တာတွေကဝေါ်လီဘက်ကစခန်းလေးတွေနဲ့မြို့သိန်းတာတွေပဲဆက်လုပ်ဖို့ရှိတော့တယ်လို့ KNL တော်လိုင်းရေးသတင်းအရေးမြစ်ကရှင်းလင်းပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကျန်းဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာနိုဝင်ဘာလမှာတရုတ်နိုင်ငံကိုသွားရောက်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကျန်းဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာလာမယ့်လမှာတရုတ်နိုင်ငံကိုသွားရောက်မှာဖြစ်ကြောင်းတမတော်နဲ့နှိစက်တဲ့သတင်းရင်းမြစ်နှစ်ခုက AFP ကိုပြောကြားထားပါတယ်။အဲ့ဒီခရီးစဉ်ဟာတရုတ်နိုင်ငံသားရဲ့ဝင်ကြီးဝမ်ယိမြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ဩဂတ်လကတည်းကစီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်း AFP သတင်းဌာနကပြောဆိုထားပါတယ်အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ဟာတရုတ်နိုင်ငံကိုတွားရောက်မဲ့အချိန်မှာရှမ်းပြည်နယ်မြောက်ပိုင်းမှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးတော့မကြသေးမီရပ်ပိုင်းအတွင်းမှာ PNL ကတီပေါင်းမြို့နယ်တစ်ခုလုံးကိုအပိသက်သိမ်းပိုက်ခဲ့တဲ့အချိန်လည်းဖြစ်တယ်လို့သိရပါတယ်ဒါ့အပြင်စစ်ကောင်စီကလာရှုံမြို့အပါအဝင်ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များသိမ်းပိုက်ထားတဲ့နယ်မြေများကိုလေကြောင်းတိုက်ခိုက်မှုများအချိန်ဟုန်မြင့်ပြီးတော့လုံဆောင်နေတဲ့အချိန်လည်းဖြစ်တယ်လို့သိရပါတယ်မကြသေးခင်က အကြက်ဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကလက်နက်ကင်တောင်းဆုံမှုများကိုလိုက်လျောဖြေရှင်းမှာမဟုတ်ဘဲစစ်ကောင်စီကနိုင်ငံတော်ဝမ်းမှာနှိမ့်နှင်းရေးလုပ်ငန်းများကိုဆက်လက်လုံဆောင်မှာဖြစ်ကြောင်းအော်တိုဘားလ16ရက်နေ့တနိုင်ငံလုံးအပြည့်ခတ်ရဲစဲရေးစာချုပ် NCA 9နှစ်ပြည့်နှစ်ပတ်လည်နေ့မှာတရားဝင်ကြေညာထားကြောင်းတင်ပြရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတော်ဝမ်းမှာရှိတဲ့လမ်းမများပေါ်မှာတွာလာနေတဲ့ကုန်ကားများနဲ့အင်ဂျီကားများမှာတင်ဆောင်ထားတဲ့ ပြည်ပကုန်ပစ္စည်းမှန်သမျှကိုစစ်ကောင်စီကပူပေါင်းအဖွဲ့များနဲ့ဖမ်းဆီးစစ်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလဇန်ပိုင်းကစတင်ပြီးတော့စစ်ကောင်စီကထွေအုပ်ရဲစစ်တပ်နဲ့စားသုံးသူရဲအားဦးစီးဌာနအကောက်ခွန်စီးပွားကူတန်းအပါအဝင် ထားတာပေါင်းစုံပါဝင်တဲ့ပူပေါင်းအဖွဲ့များကိုဖွဲ့စည်းပြီးတော့တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးခေါင်းစဉ်နဲ့လမ်းမများမှာဂိတ်ချစစ်ဆေးမှုများတင်းကျပ်စွာနဲ့ဆောင်ရွက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာတွင်းကုန်လိုင်စင်နဲ့စာရွက်အထောက်အထားမပြနိုင်တဲ့ ပြည်ပထုတ်ကိုမှန်တမ်းများကိုဖမ်းဆီးဆစ်ဆေးလျက်ရှိပြီးတော့ရင်မောင်းများကိုပါပို့ကုန်သွင်းကုန်ဥပဒေနဲ့အမှုဖွင့်လျက်ရှိတယ်လို့သိရပါဗျ။ရန်ကုန်မန္တလေးအမြန်လန်းလမ်းဟောင်းမန္တလေးလာရှိုလန်းညောင်ခါရှိဂိတ်မုတ်ပလင်ဂိတ်တွေမှာတရားမဝင်ကုန်ပစ္စည်းတွေမဝင်လာအောင်ပို့ပြီးတော့တုံးမြင့်ဆစ်ဆေးနေပါတယ်။ရေချောင်းလေချောင်းကုန်းချောင်းအကုန်လုံးမှာဆစ်ဆေးနေပါတယ်။နောက်ပြီးတော့မြို့နယ်တွေမှာလည်းထွေအုပ်ရဲမီးတပ်နဲ့ FDA စားတော့ရေးရဦးစီးဌာနစီးပွားကူတန်းစူပေါင်းအဖွဲ့တွေကဆိုင်တွေဈေးဆိုင်တွေကုန်တိုက်တွေကိုလည်းဆစ်ဆေးနေပါတယ်။ ပြည်ပကတွင်းတဲ့တကိုရီလေးသုံးလူသုံးကိုပြစ်စီကဆလို့လုပ်ငန်းသုံးစေဝါအကုန်စစ်ဆေးပါတယ်တွင်းကုံအထောက်ထားမပြနိုင်ရင်တော့အကုန်သိမ့်မဲ့အပြင်လက်ဝယ်ထားရှိတဲ့သူနဲ့တင်သွင်းတဲ့သူကိုလည်းပို့ကုန်တွင်းကုံဥပဒေနဲ့အမှုဖွဲ့အရေးယူတာတွေလုပ်နေပါတယ်လို့စီဝါရေးနဲ့ကုသန်းရောင်းဝယ်ရေးတရင်ချင်းတွေကပြောဆိုထားပါတယ်လက်ရှိဈေးဆိုင်များကုန်တိုက်များကားများပေါ်မှာပြည်ပကနေပြီးတော့တွင်းကုံများကိုတကိုရီသုံးကနေပြီးတော့လုပ်ငန်းသုံးအထိခွင့်ပြုချက်မရှိဘဲတင်သွင်းသူများကိုပို့ကုန်တွင်းကုံဥပဒေနဲ့အမှုဖွဲ့မှာဖြစ်ပြီး အဲ့ဒီပို့ကုန်သွင်းကိုဥပဒေပုံမှရှင်းတဲ့ပို့မှကိုအရာထောင်ဒဏ်၃နှစ်ဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်နေရာလုံးကိုဖြစ်စေချမှတ်မှာဖြစ်ကြောင်းသိရပါတယ်အခုဆိုင်တွေဂိုးထောင်တွေပွဲရုံတွေကိုလည်းဝင်ဆက်နေတယ်စေးဆိုင်တွေလည်းပါတယ်အဲ့ဒါတွေမှာဝင်ဆက်လို့မိရင်တော့လက်ရှိမှာတော့ပျက်စီးသိမ်းမဲ့အပြင်ပို့ကုန်သွင်းကိုဥပဒေနဲ့ပါအမှုဖွင့်အရေးယူခံရမှာဖြစ်ပါတယ်တရားမဝင်ပြည်ပကုန်ပစ္စည်းတွေကိုမတင်ထားဖို့လိုပါတယ်တင်ထားတဲ့ပြည်ပကသွင်းကုန်တွေမှာစာရွက်စာတမ်းအထောက်အထားနဲ့သွင်းကုန်လိုင်စင်တွေရှိဖို့လိုပါတယ်လို့စီးပွားကူးသံသတင်းရေးမြစ်ကဆက်လက်ရှင်းပြထားပါတယ် နိုင်ငံတော်ဝန်ကပြည်ပသွင်းကုန်မှန်သမျှဖမ်းဆီးရန်ညွှန်ကြားချက်ဟာအော်တိုဘာလ9ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့တရားမဝင်ကုံသွယ်မှုတိုက်ဖြတ်ရေးဥဆောင်ကော်မတီအစည်းအဝေး၄မြင်းဆောင်2024မှာအကြမ်းဖက်ဒုစစ်ခေါင်းဆောင်ဆိုဝင်းကလက်နက်ကိုင်အဖွဲ့အစည်းများကိုတပ်ဆိုးရှည်စေတဲ့တရားမဝင်ကုံသွယ်မှုကြီးထွားလာခြင်းကိုတိုက်ဖြတ်တားဆီးရန်လမ်းကြောင်းများမှာစောင့်ကြည့်ဖမ်းဆီးရမယ်အပြင်ဂိုးတော်များနဲ့တူလောင်ယုံများကိုလည်းလိုက်လံဆက်ဆဲဖမ်းဆီးရန်ဈေးကွက်များအတွင်းထဲအထိပါ ကွင်းစင်းပြီးတော့ဖန်စီဆစ်ဆေးအေးယူရန်ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်စစ်တွေမျိုး၄စိမ့်မှာရန်ကုန်ကနေပြန်လာတဲ့ခရီးသည်များကိုစစ်ဆေးမှုတွေတင်းကျပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ခရီးသည်တအုပ်ကို၂နာရီလောက်ကြာတဲ့အထိကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များကစစ်ဆေးနေပြီးတော့မတင်လာတဲ့သူတွေကို၃နာရီကနေ၅နာရီအထိစစ်ဆေးနေကြောင်းအခုရက်ပိုင်းအတွင်းမှာစစ်တွေကိုပြန်လာတဲ့ဒေသခံခရီးသည်တအုပ်ကပြန်လည်ပြပြခဲ့ပါတယ် အဓိကကတော့ဘယ်ကပြန်လာတာလဲနိုင်ငံသားကလားပြည်တွင်းတဏီယာကလားပြီးတော့ဒီကိုဘာလာလောက်တာလဲဘယ်ကိုသွားမှာလဲနေရလိမ့်စာအသေးစိတ်ကိုမေးတယ်ပြည်မှုမှတ်တမ်းရှိလားကအစမေးတာမိသားစုအကြောင်းတွေရောမေးတယ်မှတ်ပုံတင်နေစစ်တယ်အတူလားအစ်စ်လားပေါ့အိတ်တွေကိုစစ်တယ်မတင်သားစရာတွေ့တာနဲ့အစုံမေးတော့တာပဲ စစ်တာကလဝကအဖွဲ့ကဥဆောင်တယ်ဘေးနားမှာရဲတွေစစ်သားတွေအရာရှိတွေရှိတယ်လိုအပ်ရင်သူတို့ကပါမေးတာလို့ပြောဆိုထားပါတယ်စစ်တွေကိုပြန်လာတဲ့ခရီးသည်များကိုသာအဓိကစစ်ဆေးပြီးတော့စစ်တွေကနေရန်ကုန်ကိုသွားမဲ့ခရီးသည်များကိုစစ်ဆေးမှုနေကြောင်းနဲ့ရန်ကုန်ဘက်ချမ်းမှာအဓိကစစ်ဆေးကြောင်းလဲနောက်ထပ်ခရီးသည်တို့ကပြောပြခဲ့ပါတယ် စစ်တွေကနေရန်ကုန်ကိုသွားမယ်ဆိုရင်စစ်တွေဘက်ချမ်းမှာတိတ်မစစ်စေးတော့ဘူးအရင်ပြီးခဲ့တဲ့နှစ်လလောက်ကတော့အစီအစေးတွေများခဲ့တယ်အခုတော့နေသွားတယ်ရက်ကွက်ထောက်ခံချက်ပါရင်မှတ်ပုံတင်လဲမှန်နေရင်တော့တိတ်ပြဿနာမရှိဘူးလောက်ဝကကတော့မေးတာပေါ့ရန်ကုန်ဘယ်ကိုသွားမှလဲဗမာနေလဲဒီလောက်ပါပဲအဝင်ခရီးသည်တွေကသာအဓိကစစ်ဆေးနေတာလို့ပြောကြားထားပါတယ်အခုနှစ်2024ခုနှစ်ဖေဖော်ဝါရီလကနေအေပီလအတွင်းစစ်တွေလေးစိမ့်မှာအဝင်ရောအထွက်ပါစစ်ဆေးမှုတွေတင်းကျပ်ခဲ့ပြီးတော့ရန်ကုန်ပြည်နယ်ခရီးသည်600ခန့်ကို ဖေဖော်ဝါရီလ19ရက်နေ့ကလောက်ပိတ်ပြီးတော့စစ်ဆေးမှုများကိုပြုလုပ်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီအထက်ကလူငယ်တချို့ဟာဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရပြီးတော့ကလေးပါတဲ့အမျိုးသမီးတချို့နဲ့တပ်ကြီးပိုင်းတချို့သာချက်ချင်းပြန်လဲလွတ်မြောက်လာခဲ့တယ်လို့သိရပါဗျ။ရခိုင်ပြည်နယ်အတွင်းမှာလေးစိတ်၅ခုရှိတဲ့တဲကစစ်တွေတန်တွေကြောက်ဖြူအန်းကလေးစိတ်တို့ဟာရန်ကုန်မြို့နယ်တိုက်ရိုက်သွာလာလို့ရတဲ့လေးစိတ်များဖြစ်ပြီးတော့ မန်းအောင်လေစိတ်ကတော့ရခိုင်ပြည်အတွင်းမှာတွာလာတဲ့လေစိတ်ဖြစ်တယ်လို့သိရပါဗျ။တန်တွဲလေစိတ်ကိုအရခတ်တက်တော့အေအေကတိမ့်ပိုက်ထားပြီးတော့ကျန်တဲ့လေစိတ်များဟာစစ်ကောင်စီရဲ့လက်အောက်မှာရှိနေဆဲဖြစ်တယ်လို့သိရပါဗျ။ကြောက်ဖြူလေစိတ်နဲ့အန်းလေစိတ်တို့ဟာလည်းစစ်ဆေးမှုအတင်းကျပ်ဆုံးလေစိတ်များဖြစ်ပြီးတော့အဝင်ရောအထွက်ပါတင်းကျပ်ကြောင်းနဲ့လေရင်လက်မှတ်ဝယ်ယူရန်စစ်ကောင်စီရဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအထူးသဖြင့် G1 မြို့စီမံခန့်ခွဲရေးအကြီးအကဲတအုပ်ရဲ့ထောက်ခံချက်ပါမတာ လေရဲစည်းကွင်းရတယ်လို့သိရပါတယ်။ကြောက်ဖြူမြို့ကနေတဆင့်ရန်ကုန်မြို့ကိုရောက်ရှိလာတဲ့ကြောက်တော်ဒေသခံအမျိုးသမီးတို့ကအခုလိုပဲပြန်လဲပြောပြခဲ့ပါတယ်။စစ်တွေမျိုးကအဝင်လုံးဝလက်မခံတော့ကြောက်ဖြူမြို့ကိုတွားရတယ်။ကြောက်ဖြူမြို့ကလည်းအဝင်ကအရန်ကျက်တော့ငွေပေးပြီးတော့ဝင်ခဲ့ရတယ်။ပြီးတော့လေရင်လက်မှတ်တွားခံတာထွေအုပ် G1 ထောက်ခံချက်ပါမလက်မှတ်ဖြတ်လို့ရမယ်ပြောတယ်။ G1 ထောက်ခံချက်ရဖို့ကမလွယ်ဘူး။အရန်အန်ရရများတယ်။ကိုယ့်ဘက်ကအချက်လက်တွေမပြည့်စုံရင်မေးတာမဖြေနိုင်ရင်အဖမ်းခံရနိုင်တယ်။အဓိကကစေးထောက်ခံစာပါတဲ့သူ တကယ်ကျမ်းမာရေးမကောင်းတဲ့သူမှရန်ကုန်ကိုသွားခွင့်ပြုတာတချို့ဆိုရင်ကြောက်ဖြူမျိုးမှာရန်ကုန်မသွားရဘဲနဲ့လမ်းနဲ့ခြေပြီးတောင်တင်နေကြတာတွေရှိတယ်လို့ပြောဆိုထားပါတယ် ကြောက်ဖြူဒေသခံမဟုတ်တဲ့အခြားမျိုးတွေကအယက်သားများဟာကြောက်ဖြူလေးစိတ်ကနေရန်ကုန်ကိုသွားမယ်ဆိုပါကအ ਨੇ စုံနှစ်ပတ်ခန့်ပွဲသားများနဲ့ G1 ထံကိုကြိုတင်စရင်ပေးထားရကြောင်းနဲ့ကြောက်ဖြူကိုရောက်ရှိလာပါက G1 ထံကိုသွားပြီးတော့ထောက်ခံချက်ယူကလေရင်လက်မှတ်ဝယ်ယူခွင့်ရမှာဖြစ်တယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်မြောက်ပိုင်းကဒေသခံများဟာရန်ကုန်ကိုသွားမယ်ဆိုရင်ကြောက်ဖြူလေးစိတ်ကနေတစ်ဆင့်သွားလာနေရပြီးစစ်ကောင်စီရဲ့စစ်စေးဂိတ်များကတင်းကျပ်စွာစစ်စေးလျက်ရှိတဲ့အပြင်လက်ရှိမှာ အရခတတ်တော်အေကပါရခိုင်ပြည်သူများကိုပြည်မကိုထွက်ခွာခွဲ့တင်းကျပ်လျက်ရှိတယ်လို့သတင်းရင်းမြစ်များထံကသုံးစမ်းသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ